ဆရာမကြီးခင်မျိုးချင်းရဲ့စေခါကြီးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။စေခါကြီးတနည်းလုံးနေလို့မှကိုရင်ကိုရရောတလားလောက်သာနေရတော့စစ်ဘက်ရာရှိနေလဲရာရှိများဖို့မထူချလာတော့လေ။နေ့စဉ်နဲ့အများယုံနေအိမ်အချိန်မှမှန်သွားလေးပြန်လေးရှိတော့ကိုဖေးတဲ့ဖို့မူ။တညာအိမ်မြအိမ်မအခြားသူသွားရသည်ကိုပင်ရောက်ချာချာဖြစ်နေသည် ုဖေသိန်းသည်မျက်နှာဖြူကုမ္ပဏီကြီးတစ်ခု၌အထက်လူကြီးညာကယုံကြည်စိတ်ချရသောမန်နေဂျာတို့ဖြစ်သည်မျိုးသားဖြောင်းမတ်ခြင်းဟူသောကောအပ်ပြင် အလုပ်ကိုဒေသချာနာစွာလုပ်တတ်ခြင်းနားလေကျွမ်းကျင်ခြင်းဟူသောအကုန်ဝိဒေတာများကြောင့်မျက်နှာဖြူရရှိခြင်းများကအထူးမြတ်စွာခြင်းခံရသည်အသက်ရွယ်အားဖြင့်လည်း30ကျော်40တွင်ဖြစ်ရာသာသမီ3ယောက်ရှိသည်သားကြီးဆုံးမှာယခုနှစ်မက်ထရီအတန်ရောက်နေပြီ။ အလတ်မှာရှစ်တန်းပြေး၍တမီးငယ်ဆုံးလေးမှာအသက်၁၀နှစ်ရှိ၍နားရန်ရောက်နေပြီကိုဖေးသိန်းဇနီးမမကြီးနှင့်သားသမီး၃ယောက်တို့မှလွန်ချခင်ကြ၏သူတို့တတ်တတ်သားတွင်မခွဲဘူးဟုဟူခုံယူ၍ပြောကြားတတ်သည်တနေ့တော်ကကုမ္ပဏီနှင့်ချုပ်စင်းများလွန်ရန်ကိစ္စကိုနေ့ရောညပါဆိုင်ကျင်ရန်ရှိသည်အထက်လူကြီးများကကိုဖေးသိန်းကိုတာဝန်လွှဲတတ်ပြီးတညာအိတ်လုပ်ပေးရန်ကြောင်းဖြစ်လာသည် ကိုဖီသိန်းမှာအင်စင်တွေနေတဲ့ပြင်နေစဉ်လောကေမီယထာနီရုံတဲ့အင်ပြန်းနီသူသွားချိန်လာချိန်မှာမီယထာချင်းကဲတို့မှန်ကန်းနီထိုနေထက်လူကြီးဖြစ်သူကကိုဖီသိန်းကအိမ်မပြန်မဲရုံမှာပင်အလုဆက်လုံးနောက်တနေ့မှပြန်ရန်ပြောတီရောပင်အိမ်ကိုမပြောခဲ့ရင်စိတ်ပူနေလိမ့်မယ်ဟူအဖွင့်တောင်းရင်ခါတိုင်းရုံစင်းချိန်မှာပြန်လာခဲ့သည် ကိုဖီသိန်းပြန်လာရင်ထုံဆန်းအတိုင်းသာသမီများက လွယ်အိတ်ထီတို့ကိုလမ်းယူကြသည်ဖနက်ချုပ်ပေးကြသည်သူညာသူထက်ငါစကားလူပြောကြသည် ထိုညာရုံပြန်အိမ်ရမည်ကိုကိုဖေးသိန်းချက်ချင်းမပြောသည်ရေမိုးချိုအမောပန်းဖြေးပြီးသမင်းစပွဲတွင်သားသမီးများစုံညီစားကြရင်ပြောသည်ဟမ်ဒါဖြင့်ဒီညာပုံနားမထောင်ရတော့ဘူးဟိုသမီးကလေးကပြောသည်ဟိုကနန်းပုတ်စာပြမယ်ဆိုဟိုตาလက်ကမီးသည် ကျွန်တော်ရေးထားတဲ့ SC လေးကိုဖိဖိပြမလို့ဟာဟိုတာကြီးကညီလိုက်ဒီမမကြီးကအော်ဟုတ်လားဟိုတာပြောရင်ခဏနေပြီရုံးမှာအိတ်ဆရာနေရရှိရလားတမန်တင်းဆိုရင်စိတ်အေးပြီးနေမယ်နော်ဒါဒီဥတုကပြတ်တနေဟိုစိုးရိမ်မကင်းတန်းနေပြောနေရုံးမှာ၁၂နာရီတစ်ချက်လောက်ပြီးထိုင်ရမှာပဲငိုလင်းချင်းနဲ့လင်းသွားမယ်အဲ့ချင်းပလက်ကလပ်ထိုင်ပေါ်မှာလှည့်ရမှာပဲဟိုကိုဖီတိန်ကပြန်ပြောနေအလုံးလုံးတာများကလည်းပြင်ပန်းလိုက်လीနော် ဒါပြင်နောက်တနေ့ရောဆက်လို့ရအောင်ပါလားနောက်တနေ့တော့ဘယ်ရုံးတက်နိုင်တော့မလဲရုံးတက်ချိန်ဒီခဏနေပြီးအင်ဂျန်နားရမှာပေါ့နေ့လယ်လုကဲအထားနဲ့ပြန်လာခဲ့မယ်လीမနက်စာထမင်းအိမ်မှာပဲစားမယ်ဒါပြင်အိမ်ရခင်ယူဖို့မလိုဘူးပေါ့ဆွဲတာလက်ရှိနဲ့မဖလာထည့်ပေးလိုက်မယ်မမကြီးဒီလက်ဆွဲသေးရေးအိတ်ကလေးတစ်လုံးနေအနှွေးထည့်များနေပြုတ်စီဘူးမျက်နာတော့ဘွားဘွားသွားတိုက်စင်းသွားတိုက်တန်းဆက်ပြအစုံသေးပြီကဲကြည့်ပါဦးဘာလို့သိတယ်လဲ ဟိုကိုဖေးသိန်းကိုပြားသည်အမလေးကွာတညကလေးတော့ခဏသွားတာပဲညဝင်ရုံဆုံးကိုသွားတာကြာနေတာပဲဟိုကိုဖေးသိန်းကပြောရည်သည်မမကြီးကညီနက်ခံအလုံးလို့ရရင်စအောင်ပါဟိုပြောရည်ဓာတ်ဘူးနဲ့ကော်ဖီဖြော်ထည့်ပေးလိုက်သည်ပေါင်မောက်ထော်ပတ်တုပ်ကိုလည်းထုတ်ပေးလိုက်သည်ကဲဘာလို့ဒီနေအော်မိနေတယ်အပြင်းပြေစားရချွင်းကန်ဆလိတ်မီချစ်ပြီးတော့ ခုဖေးသိန်းကမမကြီးပြောပို့ဆုံးဖို့ကိုသဘောကျကပြောနေသည်အစာမခံနဲ့နော်ဟောဒီတက်ဘူးထဲကကော်ဖီကုန်ရင်အဝယ်ခိုင်းပြီးထက်ပြေးတာခဏလောက်ပြီးပြင်မိန်လိုက်အောင်မနေ့ကျရင်မနေ့နောက်ကြီးနေအောင်မယ်တိမ်မောနေပြန်မလာနဲ့လုံနာနေတယ်ကိုဘဆိုတဲ့အိမ်မှာတွားအိမ်နေဟုတ်လားနေလေပြန်မြောင်းရင်အဲ့ဒီလိုပဲမှတ်ထားမယ်စိတ်ပူမနေဘူးပြန်နိုင်မှပြန်လာခဲ့အင်ရစိတ်ပူနေလိမ့်မယ်ဆိုပြီးခမန်းကန်းပြန်မလာနဲ့လမ်းမှာမူးမော်နေမယ်ညနေခါတိုင်းရုံးစင်းချိန်မှာပဲပြန်လာပေါ့ ိုမမကြီးကတူတူတူမာသည်ကိုဖေသိန်းဒီတရေအိတ်လက်ဆွဲဟူတာယုံတို့လာခဲ့သည်အိမ်မတခြားသွားလေသွားထားမရှိသဖြင့်နောက်ချာချာဖြစ်နေသည်ရန်ကုန်နှင့်အင်းစိန်မဟုတ်ပဲခရီးဝေကြီးသွားရသလိုထင်နေသဖြင့်သူ့ဘာသာရည်ချင်သွားသည်သူ့လိုသားသမီးသားများကိုလွန်ချစ်သောလူကြီးတရား သူ့လိုသားသမီးသားများကိုလွန်ချစ်သောလူကြီးတရားတသက်နှစ်တကူအိမ်နဲ့မခွဲဘူးပဲတခါခွဲရေးခရီးသွားရာထိုအခါပထမအချိန်နှင့်နောက်ဆုံးအချိန်ဖြစ်၍အကွဲကြီးကွဲရသည် ထိုဆက်လံကိုတတိယရီဝမ်းနေသလိုစူးရင်သလိုကြောဆိုင်သွားသည်ဟဲ့နမိမရှိနမမရှိဟိုဖျောက်တော့လည်းမရပဲထိုကြောင့်ဟိုသာတတိယနေသည်ရန်ကုန်နဲ့အင်းစိန်လမ်းကူမှာဘာဖြစ်နိုင်လို့လဲ။ဟိုသူ့ကိုသူအားပေးရင် ကန့်ကြမဆိုတာခြေတလန်းလှမ်းယုံနဲ့တွေ့တတ်တာဟိုပြန်ကြောက်သွားပြန်သည်ညနေခင်းအမှောင်အားများလာသည်ဘူတာယုံတင်းရှိမိမိန်သောတမီလုံးလေးများနှင့်ဟိုတဆူဒီတဆူကြောက်တီးကြောက်ကြာဆူနေသောခီးသည်များကုလီများကုန်မြင်ရပုံမှာသုံတာဝိတ္ထုထဲကစက်ွက်ဆင်ထားပုံနှင့်တူသည် သူစိတ်ထဲတွင်တစုံတစ်ခုဖြစ်တော်မှလို့ဆိုရင်းနေသည်လမ်းမှာငါဘာများဖြစ်မလဲတဖန်အင်ကိုပြန်တရီရရေးဆိုရင်းသည် မိန်းမနဲ့ကလေးတွေညဘလို့နေကြမလဲဓမြပဲတိုက်နှုတ်ချမ်းပဲစီးမှာကာလကြီးကကောင်းတော့မဟုတ်ဘူးစသဖြင့်အမျိုးမျိုးဆိုရင်ဒီဤတို့စဉ်းစားရင်ပင်မြတ်သားပေါ်သို့ရောက်ခဲ့သည်မြတ်သားတွဲတွင်လူတယောက်မှမရှိသူတယောက်တည်းဖြစ်၏အားငယ်သလိုလိုဖြစ်မိသည်မြတ်သားတွဲထဲတွင်တစီ၆ခန်းရာသည့်ဝတ္ထုအသက်ခံရသည့်ဝတ္ထုများကိုတတိယနေသည်သူကိုယ်သူရောက်ကြမဟုတ်သလိုပဲဟိုအပြည့်တင်မိသည်ကြောက်တာလည်းမဟုတ် အားငယ်တယ်လို့လို့ဆိုရင်တယ်လို့လို့ဖြစ်နေသည်။ဘာကြောင့်လဲမသိ။မဟုတ်တာတွေကြီးတွင်နေမိသည်။မိရထားတစုံစုံခုတ်တန်းကိုနားထောင်၏။ပရင်ပေါင်းမကောင်းပြူကဟိုငေးတီငေးငေးလိုက်လာသည်။တခဏကြာလီမိရထားသမိုင်းကူတာတွင်ဆိုင်သည်။စင်ကြာတက်ကြသည်ကိုငေးကြည့်ပြန်သည်။အတက်အစင်မများလား၆ကက်ကက်ပြင်းပြသည်။မိရထားထွက်ခံသည်မှာကဝဲဝဲခပြားမလေးတယောက် မမီမကန်နှင့်ကိုဖေသိန်းစီနေသည့်တွဲကိုတက်လာသည်ကိုဖေသိန်းနှင့်မျက်နှာချင်းဆိုင် ခုန်တန်းများပေါ်သို့တက်ပြင်းသမချားကထိုင်လိုက်သည်သူ့လက်ထဲကဒီနေ့ပစ္စည်းများကို သူ့နှပေးချထားကပရင်ပေါင်းမှကောင်းပြွေတောင်ကြီးမြောင်ကြီးချင်းနေသည်ကိုဖေသိန်းသည်ရဲ့စားကသူ့တယောက်တည်းပြင်းနေတဲ့ပြင်းခီးသွားဖို့တယောက်ပါလာသည်ကိုဝန်တာသားမိသည်ကပြားမကလေးသည်မကစင်းထုတ်ကိုဖန်နေသည်သူ့ဝေးနာမှာချထားသောလက်ဆွဲတည်းကိုကြည့်ချင်းအပြင် ညာအိမ်ညီနေတဏီယာကိုသားမလို့ပဲဟိုကိုပြေတဲ့တွင်မီတီအတတ်မှာ20ကျော်ခန့်ရှိလဲမီညလုံးမှာလက်ပြေ၍အသားမှာအင်္ဂလိပ်စစ်လာမဖြူတော့လဲအသားလက်ဖြစ်သည်ဇပင်မှာညီချင်ချင်ပြေ၍အင်္ဂလိပ်တွင်မနေလာကြောင်းထင်ရှားသည်ကိုပြေတဲ့ဒီကပြားမကလေးကိုမတိမတာခဲ့ခဲ့သည်ခေခါမကောင်းလာတော့လေသူတို့လူမျိုးတလေတိုင်းပြီးတယောက်ထဲလဲသွားတာပဲသူအောင်မီမီနေ အင်းစိန်နဲ့ရန်ကုန်မိနစ်40လောက်ကြာသည်ခင်ယောကိုဖေတဲ့စိတ်ထဲတွင်လွန်စားလာသည်ကိုထင်းသည်တခါကသူတို့မိသားမိသားဖသားတစုမန္တလေးမှရန်ကုန်ထိစားဖို့တင်မောကြီးစီလာကြစဉ်ကရှည်ရများကြာသည်ကိုပင်ရက်တို့လာသည်ကိုထင်မိခဲသည်တပူတာပြီးတပူတာဆိုင်တော်လဲနောက်ထပ်ခီးတဲ့တမလာကြသည်ဖြင့်ကိုဖေတဲ့နှင့်ကပ်ပြားမလေးနှစ်ယောက်သာတွေ့လုံရှိသည် ကိုဖေသိန်းဒီသူ့မိမမမကြီးအကြောင်းတည်ရမိသည်သူတို့အကြောင်းပါကြခါစားကမမကြီးဒီကိုဖေသိန်းကိုစိတ်မချသဝင်ကြောင်တတ်သည်ကိုဖေသိန်းကနာဝင်အောင်မျိုးမျိုးနာချတရားဟောခဲ့ပူသည်ကိုပြန်တည်ရသည်ယောက်ျားဆိုတာကိုကနေရတာကလိုက်ကြည့်နေနိုင်တာမဟုတ်တော့စိတ်မချနေကိုပဲစိတ်ဆင်းရဲရမှာပေါ့ဒီတစ်ခုဒီတော့တစ်ခုစိတ်ထဲမှတ်ထားကိုကဘလို့ပဲကိုကသဝင်ကြောင်မီစိတ်မချပြီသူတို့လှုပ်ချင်လှုပ်လို့ဖြစ်တာပဲ ကိုဘာမှမတက်နိုင်ဘူးဆိုတဲ့ချက်ကိုလက်ခံထားလိုက်ရုံပဲအဲ့ဒါကိုလက်ခံဖို့ကတော့ဆေးကားကြီးညိုချတယ်လို့လွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီဆေးကားကြီးညိုနိုင်ဘာမှစိတ်ပူစရာမရှိတော့ဆိတ်ချထားလိုက်ရုံပဲပွေချင်တဲ့ရှုပ်ချင်တဲ့ယောက်ျားဟာရှုပ်မှပွေမှပဲမျက်ကွယ်မျက်မှောက်မြုံရတဲ့ယောက်ျားမျိုးပေါ့ဘလို့မှတားလို့မရဘူးဒီတော့ကွယ်မမကြီးစိတ်ရည်ရထားမှာကိုတခုကတိပေးမယ်မမကြီးရောလေဘယ်တော့မှမလိမ်ဘူးမဟုတ်တာလုံမှမင်းလေအမှန်တိုင်းပြန်ပြောပြမယ် ဲ့ဒါတော့မအကြီးခွင့်လွှတ်နိုင်ရင်ခွင့်လွှတ်ပေါ့ခွင့်မလွှတ်ရင်လည်းပြီးတဲ့အဖြစ်ကိုခံမယ်အဲ့ဒါတခုပဲယုံကြည်စိတ်ချထားစမ်းပါဒါမှမမကြီးလည်းစိတ်ချမ်းသာကိုလည်းစိတ်ဖြောင့်မယ်ကိုဖြည့်တဲ့နှင်းမမကြီးတို့ဒီယုံကြည်မှုစာချုပ်ချုပ်ကြားသည်သူတို့မိသားစုရဲ့အခြေခံဥပဒေမှာယုံကြည်မှုဖြစ်သည်ထိုဥပဒေနှင့်ပင်ကလေးများကိုချုပ်ခဲ့သည်ကလေးများစာအုပ်ပြမှုကြောင်းပြေးမှု အစာရှိသည့်ပြမှုများကိုဖုံးကွယ်ထားလိမ့်မည် လူကြီးကိုအားလုံးပြန်ပြောကြသည်လိန်ပြောမှုသောစကားလုံးမှာသူတို့မိသားစုတစု၏အပြစ်ဒဏ်တွေမပါဘဲရှိသည်ကလေးများကိုငယ်စဉ်ကပြီးအမှန်ကိုသာပြောတတ်အောင်သင်ပေးခဲ့သည်ကလေးတွေကိုအမှန်ပြောတတ်အောင်သင်ပေးရသည့်အတွက်လူကြီးတွေမှာအချုပ်ချယ်ဖြစ်သည်ရောကိုပေတဲ့တရားရင်သူတယောက်တည်းပြုံးမိသည် လူကြီးမိဘများကကလေးများကိုဒီခွဲလေးရာစာမလိမ့်မယ်နေရသည်ဖေဖေလုံးဝကြံလာရင်ချဲတဲ့ရောင်စုံဝယ်ခဲနော် ိုမာလီတကယ်ဝယ်ခဲ့နိုင်မှဝယ်ခဲ့မယ်ဟုပြောသည်ကတိညက်နေဘလုံးပွဲလိုက်ဖို့ပါဟုပူစားလင်းလဲထိုနီတူဖြစ်သည်ဤတို့လူကြီးများကိုယ်တိုင်ကကလေးများပေါ်တွင် ကတိတီမလင်ခဲ့ဘူးတပြင်းကလေးများကလည်းလူကြီးများပေါ်တွင်ယုံကြည်သည်ကလေးများမလင်စေခြင်းနှင့်မဆဲစေခြင်းနှင့်လူကြီးများကစားရည်မလိမ့်ပဲဆဲပဲနေကြရသည် ကိုဖေသိန်းမီသူ့ကလေးတော်ရောင်တအူးစီလိမ္မာပုံကိုတတိယနေသည် လိမ္မာအောင်ဆုံးမတက်သည့်သူတော်အမိကိုကျေးဇူးတင်မိသည်မမကြီးမှာမင်းသားဖြစ်စိတ်နေစိတ်ထားမိမတဘာဝအတိုင်းအပြည့်နာစားရှိသေးကမူကိုဖေဒင်းကဖြောင်းဖြားရာကိုလိုက်နာခဲ့သည်ကိုဖေဒင်းစိတ်များသည့်ဆယ်မိနစ်အတွင်းရှေ့ဟောင်းနောက်ဖြစ်တွေ့ဆုံသောတွင်နေသည်စိတ်ညာလေးတည်လျင်ညာပါကလားတခဏလေးမှပြီးရာဇဝင်ဥပောင်းဆက်လန်တွင်နိုင်သည်ကြည့်မြင်တိုင်းဘုရားဆိုင်ရာအစဉ်အတန်များလာသည်ယောက်ျားမိမတစု ကိုဖေသိန်းတို့တဲပေါ်သို့တက်လာကြသည်။ကပြာမကလေးထိုင်သည့်ခုံကိုစူးတိုင်းကြရာကပြာမကလေးသည်သူပစ္စည်းတွေနှင့်ကိုဖေသိန်းဘက်သို့ရှည်လာသည်။ကိုဖေသိန်းဒီငယ်စဉ်ကသူ့မိမအတွင်ကြောင်တက်ပုံကိုတည်ရရင်ယခုကဲ့သို့မိန်းကလေးတို့နဲ့တစ်ခုနဲ့ထိုင်ခီးသွားသည်ရောငယ်စဉ်ကသာဆိုရင်ခွချင်းခွငယ်ကများကြမြင်မှဖြစ်သည်ယခုကိုဖေသိန်းချမှတ်သည့်ယုံကြည်မှုအခြေခံဥပဒေကိုလက်ခံပြီးဖြစ်သည်ဖြင့်ကိုဖေသိန်းကိုယုံကြည်စိတ်ချနေခဲ့သည ုတ်ကေတင်းကကိုမမီမှားတာတခုခုလုပ်မိရင်ဖုံးမထောင်ပြန်ပြောပါမယ်ခွင့်လွတ်နိုင်ရင်လည်းခွင့်ခွင့်မလွတ်ရင်လည်းပြီးတဲ့ပြစ်ကိုခံမင်းဟိုပြောခဲ့တည်းကိုမမကြီးအလုံးသဘောကြသည်ဘလို့ပြစ်မျိုးပဲလုပ်မိလုပ်မိသူများနာကြားလို့ဝါမှာတိရတာမျိုးမဟုတ်ပဲချမအူဆုံးတိပြရစီဟိုပြောဖို့သည်ကိုခေတင်းဒီသူ့နှစ်ပေကထိုင်နေတော့ကပြမကလေးကိုကြည်ရမစီမဆိုင်တွင်နေသည်အဲ့ဒီလိုယုံကြည်မှုအခြေခံဥပဒေနဲ့လုံလာကြတာ တာအကြီးဆုံးပဲ16မီတာရှိပြီတခါမှငါမားခဲ့တယ်ဆိုတဲ့ဝန်ခံချက်မျိုးမပေးခဲ့ရသေးဘူးတကယ်လို့များမိုက်မားလို့ဟိုတော့ငါသဘောတူညီခဲ့ကြတဲ့အတိုင်းပြင်ပြောရင်မမကြီးဟာတကယ်ခွင့်လွှတ်နိုင်ပါမလားအဲ့ဒါအတိချင်တာနဲ့ပင်တခါလောက်မကြီးရကောင်းမလားဟာငါပဲနဲ့ရင်ရှောက်ပေးနေတာလေဖရာလန်းပူတာဆိုင်လင်းခီးတဲ့တွေအားလုံးလိုလိုပင်ဆင်းသွားရကိုဖြေသိန်းတယောက်တည်းကြံခဲ့သည် ကပြမလေးဒီသူပစ္စည်းများယူရဲစင်သွားရကိုကေတဲ့ညီကြီးမေးလေးဒီရန်ကုန်နေ့ရင်စင်ခီးဆက်ကြမှာဝတ္ထုထဲမှာလို့လူတတ်မှုဓမြမှုအချစ်မှုတွေမဖြစ်ပေမယ့်စိတ်ကူးတွေတော့တော်လင်းသားပဲစိတ်ကူးနေစင်နဲ့ဇက်ကွက်တွေစုံသားပဲလူတွေမီးဒီရန်ကုန်မူတာတို့ရောက်ရင်ကိုကေတဲ့ညီသူလက်ဆွဲတဲ့ကိုဆွဲရင်စင်ခဲဒီကိုကေတဲ့ညီရုံစဝဲတင်ထားရဲ့အလုံများလုံနေရတော့ခါနိုင်က လမ်းနေရင်စားခဲ့သမျှများမိပြောက်ကလုံမာပြီးစိတ်ဝင်စားနေသည်တယုံလုံးပြင်မိမိနဲ့စိတ်ရင်းဥသာရှိသည်ယုံတလဝံကြီးတကောက်ကောက်လျှောက်တန်းနေနိုင်ရီခောက်တန်းကားတာ သူတို့ကိုအားပေးလျက်ရှိသည်ကော်ဖီတိန်ဒီအိမ်ကပါလာသည်ပေါင်မုံနှင့်ကော်ဖီတောက်လိုက်အလုံးလုံးလိုက်နှင့်အချိန်ကုန်မှန်းသိရရှိသည်ညနေလာတော့အခါချမ်းလာသည်ဖီတာလက်ရှိထဝေအောင်မှပဲသူလက်ဆွဲတစ်တာကိုပင်လိုက်သည် ်ဖွင့်လိုက်နေဖွင့်လိုက်ခြင်းဝေလန်းသဖြင့်ခန္ဓာများတွင်မိမများစုနေသည့်နေရာကိုဝင်သားမိသည့်အခါရတတ်သည့်ရေမွေးနံပေါင်တာနံအမွေးနံတစ်မျိုးသည်ကိုဖေးတိန်နှာဝါကိုချူလိုက်သည်ကိုဖေးတိန်စက်သိန်းဖြန်ကနေထားသွားသည်တစ်တာအတွင်သို့ကြီးလိုက်သောအခါထားကုန်မိမတန်အံ့ဩသွားသည်လက်ဆွဲတစ်တာထဲတွင်သူ့ဇနီးထည့်ပေးလိုက်သည်မဖလာဆွဲတာအစာရှိသည်တို့ကမတွေ့ရပင် ဖဲသားပေါ်တွင်ကြွေပန်းထိုးထားသည့်မိမဝေယုံရှိကြီးတစ်ထင်စကြနနာခောက်ထည့်ထားသည်ကို တွေ့ရသည်ထိုဝေယုံကြီးမှာအင်္ဂလိပ်မှများညဝေအင်ကြီးပေါ်မှာခြုံဝေသည့်ဝေယုံဖြစ်ရာမြေသားပေါ်မှာတွေ့သည့်ကပ်ပြားမကလေးနှင့်တစ်တာချင်းမှခဲ့ပြီးဟိုဟုတ်တိုင်းပင်တွေ့မိသည်ကိုဖီသိန်းသည့်ဥษาရှင်အမည်နေရများကို တွေ့ရလို့တွေ့ရညာတစ်တာတဲ့ရှားကြီးသည်မိမသုံးစာပေါင်တာဘူးလက်ကိုင်းမဝါဤမွေညနာတော့ပေါ်ဝါနေ ညာဝန်ပါမည်ရှိအင်ဂျီလက်ရှိများကိုသာတွေ့ရသည်အတုံးဆောင်ပစ္စည်းများမှာဖိုတန်ကောင်းစားများဖြစ်သည် ရေမွေးနှံကလေးမှာတင်းတင်းဖြစ်၍ညနေက တွေ့ခဲ့သည့်ကပြားမကလေးကိုမျက်စိထဲမြင်ရမည်သည်ဖတ်ဖူးရာပူတာညာဝက်ပါမည်အင်ဂျီရစီကိုဝတ်လိုက်ရင်သူ့သားကလေးနှင့်သူ့စဝင်ကလေးနှင့်အတော်ကြည့်ကောင်းပါပြီအဲ့ဒီပေါ်ကဖဲဝေယုံကြီးကိုယုံလိုက်ရင်ဘလောက်လာမလဲကိုဖေတိန်ဒီတတာကိုပြန်ပေးလိုက်သည် သူတွင်နေသည့်တွင်များမှာသူဇနီးပေါ်တွင်သစ္စာမဲ့သည့်တွင်များဖြစ်သည်ဟုသူကိုယ်သူဖြစ်တည်မိသည်ဇနီးသူဇနီးမှာယခုကကလေးတွေမိဖြစ်နေအမှန်ရမိသည်ထို့ကြောင့်သူဇနီးကိုယခုလိုညာဝေးအဝိစာနီမျက်စိထဲမှာမမြင်တတ်ပဲရှိနေသည်ကိုဖေသိန်းသည်သူ့လောက်စွဲတွင်ပြန်ထိုင်၍အလုံးလုံးနေသည်လက်ဆွဲတစ်တာထဲကပစ္စည်းများကိုတရိယာနေသည်လာပသောပစ္စည်းလေးများကိုမျက်စိထဲမှာမြင်သည့်နေရာများ ဥษาရှင်လေးကိုတတိယပြန်သည်သူကလေးကိုစားထိုပဲဖဲဝတ်ထဲလေးကိုသုံးသက်ကြည့်နေခြင်းသည်မွေးနှက်လေးကို ခံယူခြင်းသည်တဖန်တတိယပြန်သည်ယခုလောက်ရှိလင်ကပြားမကလေးသည်သူတစ်တာထဲကပစ္စည်းများကိုတွေ့ပလာကြည့်ခြင်းနေလည်းကြီးသည်သူတစ်တာထဲကတကလက်လုံးကြီးကွက်တုံမာဖလာခွေတာလက်ရှည်များကိုကြည့်၍သူမျက်စီထဲမှာရွှေမင်းသားလူကျော်ကလေးကိုမြင်နေမှာတော့မဟုတ် အလွန်ချမ်းတက်သည့်ဖိုလ်ကြီးတရား၏ပစ္စည်းဖြစ်မည်ဟုသာတွေးမိ၍ဤနေလိမ့်မည်ထို့သောတွေးမိသောအခါခုဖေသိန်းစိတ်ထဲမခံကျင်သလိုရှက်သလိုဖြစ်သွားမည်သည်ထိုပစ္စည်းများကိုထည့်ပေးလိုက်သည်သူဇနီးကိုပြန်စိတ်ဆိုးခြင်းသလိုဖြစ်သွားသည်ဟောဇနီးတဲ့ကိုသစ္စာဖောက်မိပြန်မည်ဟုတဖန်တရားပြန်သည်ဒါပေမဲ့အပြိုချောကပြာမကလေးကသူ့ကိုချမ်းတက်တဲ့အဖိုးကြီးပယုတ်စီကိုလက်နှစ်ကိုရည်လက်ထင်လိမ့်လိုက်ဇက်ဖို့လိမ့်လိုက် နှာခေါင်းထဲထည့်လိုက်လုပ်နေသည့်အဖိုးကြီးဟိုထင်းနေမှာကိုမခံချင်းဖြစ်နေသည်ငါတလောက်လဲအတမ်းကြီးသေးပါဘူးဟိုအောင်မေးကသူ့ပါကိုပုတ်ကြည့်ပြန်သည်၄၀ကျော်ဆိုတာတန်တုံးမြန်တုံးပဲခြာချီတို့များတက်90ကျော်တောင်ဘလောက်အလုံးလုံးတလဲဟိုကိုစိတ်ကိုပြန်ပြေးသည်ကိုပြေတဲ့နေသူ့လောက်ထဲတွင်မနေစေဝင်အောင်조사လုပ်နေရသည်အလုံးလုံးရင်းမြေသူ့လောသူ့လောစိတ်များ조사ဝင်နေသည် ဒီတက်တာအကြောင်းသူစနီးကိုပြောပြလို့ယုံပါမလားဟိုတဖန်စိတ်ပူမီပြန်နေရှင်းရခင်ကယုံကြည်မှုခြေခံဥပဒေညီညာအောင်မြင်မည်ကိုတခုမှလက်တွေ့တည်ရတော်မည်သူဤစနီးဒီစေခါကြီးကိုမြို့နိုင်ပါမလားကိုဖီတိန်ဒီစဉ်းစားရင်းပင်လုံများကိုလုံနေရမိုးလင်းတော်သည်အတူလုံးလုံးနေသောစည်ရင်းများကိုလည်းအင်ကြံလို့ရင်ပလက်ကလာထိုင်ပေါ်တွင်ခနာမိန်နေသည်တညလုံးအိပ်ပြတ်ထားသည်ဖြင့်အိပ်ပျော်သားမှန်းမသိလိုက်ပင် ကိုနိုင်ဤတော်ရဲ့စည်ရစချီများယုံတရလာကြမှလို့ဒီယုံသားများနှင့်နှုတ်ဆက်ပြောကြချီဒီရောပြောဆိုစီမံပြီးနေအိမ်တို့ပြန်ခဲသည်မိရထားချိန်မဟုတ်တဲ့ပြင်အင်းစိန်ဘတ်စနစ်ပင်ပြန်လာခဲသည်တလန်လုံးလက်ဆွဲတတအကြောင်းစဉ်းစားလာသည် အိမ်တို့ရောက်နေကလေးများကြောင်းသားနေကြပြီဖြစ်သည်ပြင်သူ့ဇနီးတစ်ယောက်ထဲစချုံနေသည် သူပြန်လာလိမ့်မည်ဟုမမျှော်လင့်သည်ပြင်အာရဝန္တာစီကြိုးသည် လမ်းတော်ကြီးချိုးပစ်လိုက်ပါလားမင်းလိုကောင်းခဲ့ကောင်းရဲ့လားမစားခဲ့သေးလားစားရင်တစ်ခုခုစားပါလားထမင်းစားမလားစားတဲ့ဖြင့်ကြိုတဆိုင်မီးနေကိုဖီတိန်ဒီအညာလာဝတ္တရာတီတော်ဇနီးတဲ့ပေါ်သစ္စာမဲဒီစိတ်နေတို့လောတို့လောစိတ်လေးမီဒီရောနောင်တရားနေသူ့ဇနီးရောသူကြိုတဆိုင်ကြီးမီးနေမအိုသေးတဲ့သူအပြိုလေးနဲ့တူဟူသည်ယောဂီသွေးစေးကြောညာမျိုးမဟုတ်ပေမယ့်တလောက်လေအမေကြီးမဟုတ်သေးပါဘူး အပြိုလေးကိုလုံးကိုပါလို့ခါတင်းရင်ချီတော့မဟုတ်ဘူးပေါ့ခါနေနေတော့တော်သည်ထိုဖဲဝင်းယုံကြီးညာဝဲလိုက်ခံကြောကြီးကြီးကောင်းပါပဲဟိုတွင်မီးသည်ကိုပြေတန်းနေပလက်ကလတ်ထိုင်းပေါ်တွင်ဖြစ်လဲ၍အထူးထွေမထင်မဲကြီးနေသည်မမကြီးဒီကိုပြေတန်းရင်အမူရကိုအထူးထွေမထင်မဲအိပ်ပြဲ့ရမောလာသည်ဟိုထင်နေသည်မမကြီးဒီပလက်ကလထိုင်းပြင်းနာတွင်ခြားထားသောလက်ဆွဲတစ်တာကိုခြင်လိုက်ရာ ကိုဖေးသိန်းကလက်ပြန်ဟန်တာလိုက်သည်နေအောင်ဒီတက်တာကမူးမမှန်အဲ့ဒါပြောပြအောင်မယ်ကိုရီလေးပြောသည်မမကြီးကလည်းရီရီဘလို့မူးမမှန်တာလဲမိမလက်ကင်ပါလေဘာလေပါလာလို့လားဟူမေးသည်လက်ကင်ပွားလောက်များတော့ပြောမနေဘူးဒီတခါကိုဘောမှာမမကြီးဘလောက်ယုံလဲဘလောက်ခွလွတ်နိုင်တယ်ဆိုတာသိရမှာပဲမမကြီးမျက်နှာပြတ်သွားပြီးအင်းကြီးဆဲလိုက်သည်ကိုဖေးတဲ့ရလည်းဘာလေးရှောက်ပြောနေတာလဲကြောင်ချင်နောက်ချင်နေဝါသနာမလျှော့သေးဘူး ကြောင်တာမဟုတ်ဘူးတကယ်မရောရင်ဟောဒီမှာကြည့်ဟိုပြပြောစွဆွနေတစ်တာကိုဖင်လိုက်ဒီကိုဖေတိန်နေမမကြီးဘာပြောမည်ရောအလွန်ကြားချင်းဒီသို့တော်မမကြီးကဘာပြမပြောထိတ်လန့်သွားကကိုဖေတိန်ကိုတချမ်းမော်ကြည့်ပြီးတစ်တာတဲကပစ္စည်းများကိုသာစိုက်ချင်းနေဒီလက်နေမရေတရေခိုင်ချင်းနေဒီသူမျက်လုံးထဲတွင်မျက်ရည်တွေရွှဲနေဒီကိုဖေတိန်နေသူစနီးကိုတနာသွားဒီ ငငယ်ကဆိုရင်ထာရရင်ဖြစ်မည်အမှန်ဖြစ်သည်အဖြစ်ပြန်မှန်ကိုကြာရှည်မဆိုင်နဲ့ပြောချလိုက်သည်ဟိုမမကြီးဘာလို့ငိုနေရလဲဘာမှငိုစရာမရှိဘူးဒီတက်တာမိရထားပေါ်မှာတွေ့တယ်ကပ်ပြားမကလေးရဲ့တက်တာသူ့ဘယ်သူပဲပါမှန်းတာမသိဘူးသူကကို့တက်တာကိုမှားယူသွားလို့အဲ့ဒါယုံရဲ့လားမမကြီးဒီငိုင်းယူဖားတဲ့တော့ဟာဟာပပယ်ရင်လေးဒီသူ့ဟာသူရဲလို့မရဆက်ကဆက်ကကြီးရကိုပေတိုင်းမှာတတိယကြီး အဝေး၏ဆိုပြီးမျက်နာကိုရရလေသည် မမကြီးမှထိုခါမှရည်ရက်သွားသည်ကဲခဏဟောဒီမှာလှဲနေကြဟိုမမကြီးကိုပလက်ကလာထိုင်ပေါ်မှာလဲခိုင်းသည်ကိုပြေတဲ့နီရခွက်ခက်ရည်တိုင်းသည်ပဲနဲ့နေသည်လဲဟိုမေးသည်မမကြီးကတတ်တာပါပါပြီဟိုပြောရဲမျက်စိမှိန်နေသည်ကိုပြေတဲ့မှာတစ်ခါပြင်ခက်ပြီးဟိုအောင်မေးသည်မမကြီးကတော့ငါ့ကိုမယုံတာအမှန်ပဲ ညကအတူတူလှုပ်စင်းတဲ့စိတ်ရင်းမြကိုတက်တေထူရင်လည်းဘလို့တူလို့ပါထင်ပါပဲခတ်လိုက်တာတင်းစားတဲ့ကနေပစ္စည်းရှင်ကိုလာယူဖို့ကြုံရရင်တော့သူ့ပစ္စည်းတွေလာယူမှာအဲ့ဒီလိုတင်းကရှင်းအောင်စူးစမ်းရတော့မှာပဲဟိုတွင်နေသည်မမကြီးဒီမျက်လုံးဖွင့်ကိုသိန်းဟိုခေါ်လိုက်သည်ကိုဖေးသိန်းကမမကြီးဟိုပြန်ထူလိုက်သည်သူပြောချင်သည့်စကားကိုစပြောသည်မမကြီးဘယ်နဲ့ဖြစ်သွားတာလဲတတိထားမှာပေါ့ကို့ကိုမယုံရင် ဟုတ်စကားမဆုံးမီမမကြီးကညုံလို့မဟုတ်ပါဘူးကိုတင်းကဒီအကြောင်းအဆကဘာလို့မပြောရလဲဒီတခါဘလောက်ယုံကြည်နိုင်နေခွင့်လွတ်နိုင်နေဆိုတာသိကြရမှာပဲဒီပါရင်းနဲ့စကားချီထားတော့ကျမတသက်လုံးကြောက်လာခဲ့တာဒီတခါဖြစ်ပြီလို့ထင်တာပေါ့မမကြီးကဘာများတသက်လုံးကြောက်လာခဲ့လို့လဲဟောကိုတင်းကလေမိမတယောက်ရဲ့ဘဝမှာအကြောက်ဆုံးကိစ္စကဘာရှိရအောင်ပါလဲကိုလင်သာတခြားမိမတော့ပွားသွားမှကြောက်တာပေါ့ကိုတင်းပြောဘူးလည်းမဟုတ်လား ကိုသိမ့်မိုက်မမီဖုံးမထားဘူးအမှန်ပြောပြမယ်ခွလွတ်နိုင်ရင်လည်းလွတ်ဆုံးဒီတော့ကျမစိတ်ထဲအမြဲကြောက်နေမိတယ်ဘယ်နည်းကိုသိမ့်ဒီလိုဖင့်ဟပြောတာကြားရမလဲဒီလိုစကားမျိုးမကြားရပါစေနဲ့လို့အမြဲဆုတောင်းမိအခုကိုသိမ့်ရစကားတွေပြင်ချမ်းပြီးဒီပစ္စည်းတွေတွေ့တော့ကျမတသက်လုံးကြောက်နေခဲ့တဲ့စကားတွေကြားရတော့မှာပဲလို့ဝန်းနေပြီဒါနဲ့ဘာလို့ကြီးရတာလဲအဲ့ဒီလုံးဝန်းနေနေတော့ ကိုသိန်းကအချိုးချောင်းရှင်းပြလိုက်တော့ကျမစိတ်ထဲမှာအလုံးကြီးကြသွားပြီးဝမ်းသာလုံးလို့ကြီးချင်းကြီးချင်းကြီးချင်းမမကြီးနောက်တစ်ချီရန်လေးရခုဖေသိန်းမှာအဝိရေဆိုရင်ညနာကိုရရပြန်လေတော့တတိခင်မျိုးချင်းညဝတီမဂစင်း1953မတ်လအဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ thank you